တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေကြီးဘာကြောင့်တထေဖြစ်တုံးတတ္ထာရှိခဲ့လို့ခိုးတော့ဇတိလတထေကဘာကြောင့်တထေဖြစ်တာတုံးတတ္ထာရှိခဲ့လို့ဟုတ်ကဲ့လားတတ္ထာကိုအရင်တီထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထေတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ဖြစ် လူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကလေးအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးဩတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လည်းဖြက်စီးလို့မရဘူးအလွန်ခိုင်ပါတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရားရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရာခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ် ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်။ဉာဏ်ရဲ့ဥစ္စာအဓိကမဟုတ်ဘူး။တရားဆိုတဲ့ဥစ္စာကိုတခိုးတည်းများကလည်းလူယူတိုက်ခဲ့လို့မရဘူးတဲ့။ဟုတ်ကဲ့လား။တန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်း၊နတ်ဖြစ်လို့ရှိရင်လည်းအထက်တန်း